အခုလိုကြောင့်ဘော်ဘီဆောင်းစားထက်အိမ်အောင်ရှင်မကောင်းပီတာလို့ချီကျူးခံနေရတဲ့နန်ဆူရီဆိုပရိသတ်များအလုံးပဲမင်္ဂလာပါရှင်နန်ဆူရီဆိုနဲ့ဘော်ဘီဆောင်းစားတို့ကတိုင်ရိုက်မသက်ဆိုင်ကြပြီမဲ့လဲလွမ်ပိုင်ကြောင့်မို့သက်ဆိုင်နေရသူတွေဆိုရင်လည်းမမပါဘူးလွမ်ပိုင်ကဘော်ဘီဆောင်းစားနဲ့73နှစ်ကြာတွဲခဲ့ပြီးတဲ့နောက်မှာသူ့ဘက်ကနေစတင်တစ္ဆာဖောက်ခဲ့တာဖြစ်ပါတယ်နောက်ပိုင်မှာလွမ်ပိုင်ကနန်ဆူရီဆိုနဲ့တွဲနေခဲ့တာမို့အလုံးကနန်းဆူရီဆိုကိုလည်းဝေဖန်ကြတာပါ နန်စီရီဆိုကစနိုက်ခဲ့သူမဟုတ်ပေမဲ့အခုလက်ရှိ တွဲနေတဲ့သူမို့ဂျားရဲကနေလူမုံခံရတာဖြစ်ပါတယ်။အခုနောက်ပိုင်းမှာဆိုရင်နန်စီရီဆိုရဲ့အပေးမှာလွန်ပိုင်အမြဲလိုလိုမြင်တွေ့နေရတာဖြစ်ပါတယ်။နန်စီရီဆိုအင်ရဲ့တဲ့ဝဲကအင်ရဲ့တက်ပွဲလုံတုံးကလည်းလွန်ပိုင်ကရှိနေခဲ့သလိုနန်စုမိဘရင်းနဲ့ပါမိတ်ဆက်ပေးထားခဲ့တာပါ။ဒါအပြင် အခုနောက်ပိုင်းမှာနန်စီရီဆိုကအရင်ကနေကိုလုံးဝမတူတော့ပဲပြောင်းလဲလာခဲ့တာပါ။ အင်းတဲ့ကိုပြောင်းပြီးတဲ့နောက်ပိုင်းမှာ vlogery လေးတစ်ခုပြီးတစ်ခုတင်လာခဲ့တာပါသူတင်လာတဲ့ vlogery ကဟင်းချက်တဲ့ video တွေဖြစ်ပါတယ်အစပိုင်းတုန်းကတော့မောက်လို့စားတဲ့ video လေးတွေတင်ပေမဲ့နောက်ပိုင်းမှာနန်ဆူရီဆိုကဟင်းတွေကိုပါကိုရိုင်းဟင်းချက်တက်နေတာဖြစ်ပါတယ်ညချင်းဟင်းလိုဟင်းတွေပါတေချာချက်တက်နေတာကြောင့်အလုံးကချီကျူးနေကြတာဖြစ်ပါတယ်နန်ဆူရီဆိုကဟင်းချက်ရတာကိုဝါသနာပါလို့ကိုရိုင်းအမြဲချက်စားလိမ့်ရှိပါတယ်အခုပြောင်းလိုက်တဲ့အိမ်ကဟင်းချက်တဲ့နေရာဆိုလဲ တေချာလေးဖြစ်တာမို့အတော်လေးကိုအဆင်ပြေနေတာပါ။ဒါကြောင့်မို့ရှူတင်နာပြီဆိုတာနဲ့ဟင်းတွေချက်ကဗလော်ရီတစ်ခုပြီးတစ်ခုတင်ပေးနေတာပါ။နန်းစုရီဆိုကဟင်းမျိုးစုံရော မုံမျိုးစုံမှလှူစားတတ်တာမို့ပရိသတ်တွေကတော့အတော်လေးကိုသဘောကျနေကြတာပါ။မိမသားလည်းပြီးသားသလိုဖခင်တရားလည်းကိုင်းဆိုင်တာကြောင့်အိမ်တော်ရှင်မကောင် ပြီးသားတယ်လို့ချီးကျူးနေကြတာပါ။လက်ထက်ဖြစ်ခဲ့မယ်ဆိုရင်နန်းစုရီဆိုကအိမ်မိုးကိစ္စကိုနိုင်နေတယ်လို့လည်းခံမှန်းနေကြတာပါ။ အမျိုးသားတွေကအိမ်မကိစ္စနိုင်နေတဲ့သူဆိုကြိုက်ကြတာမို့လွမ်ပိုင်ကနတ်စမြူရီဆိုကိုရွေးချယ်ခဲ့တာဖြစ်နိုင်တယ်လို့ထင်ရရခံမှန်းနေကြတာဖြစ်ပါတယ်။ဘော်ဘီဆောက်စားကအမိမသားဆန္ဒမျိုးလည်းမရှိပဲပေါပေါပပနေရတာကိုသာပိုကြိုက်တာဖြစ်ပါတယ်။အခုလက်ရှိမှာတော့ဘော်ဘီဆောက်စားရောလွမ်ပိုင်ရော ကိုဘွားကိုရှောင်လန်းနေကြပါပြီ။လွမ်ပိုင်ဆိုရင်လည်းနတ်စမြူရီဆိုနဲ့တွဲနေကြောင်းထုံမပြောထားသေးပေမဲ့အားလုံးကတည်နေပြီးသားဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရောလွမ်ပိုင်နဲ့နတ်စမြူရီဆိုတို့အပေါ် ဘလုံးမျိုးမြင်လဲဆိုတာကောမန့်မှာရေးသားခဲ့ကြပါအောင်ရှင်ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်